အော်မင်္ဂလာပါအဲအခုခေကိစ္စနဲ့ဒီမှာ line လာတော့လာမနေ့နည်းနည်းစောစောနဲ့အဲ့ဒါပို့တဲ့လူလဲအလုံးအလုံးမတော်တာနဲ့အန်ကြဖြစ်တော့လို့လေဟုတ်ကဲ့ဟုတ်ကဲ့ပိန်နဲ့ဝေးလာအဲ့တော့ဝေးတယ်ဟောပေါ့နိုင်ဝဲတော့လာတော့ပေါ့ဟောသူတောင်းပေးထားရလေအခု

ဟိုမှာပြည်စားချတာနဲ့ရန်ကုန်နေရန်ကုန်မှာနေတာပိုကောင်းတာကောင်းတာတူပါအဲ့ဒါ15ရက်တော့နေရမှာ15ရက်တော့နေရမှာတူပါဗီဇာကတလကွယ်နလကျိုးလို့ရတယ်လေဗီဇာဗီဇာက3လခံတယ်လေအဲဗီဇာ3လခံတယ်ဟုတ်တယ်တော်ပြောတာဟောလေရင်လက်မဝယ်တာ လေရင်လည်းမကတလကွန်နာမလောက်မှာကြိုးဝထားလို့ရတယ်လေဆရာကြည့်ရတာလေဟိုကလေတလမဟုတ်ရင်လည်းကျွန်တော်စဉ်းစားကြည့်တာတော့ဒါငါးလပိုင်းတကယ်လောက်တော့ဒါမှမဟုတ်လေးလပိုင်းအဆုံးမှာသွားနိုင်တော့ကောင်းတယ်လို့ထင်ပါတယ်ဘာလို့ဆို ခုကငါးလပိုင်းတော့ဆိုရင်မိုးကရွာတော့မရရဥတုကဆိုးလာပြီလေอืม အဲ့ဒါယေရီဥလိုဆိုတာပြီဆိုရင်တော့သွားလာနည်းနည်းခက်ခဲမလားလို့စဉ်းစားကြည့်တာရန်ကုန်ကိုတဆင့်ရွှေ့ထားမလားဟမ်ရန်ကုန်ကိုတဆင့်ရွှေ့ထားမှာပေါ့အဲ့အဲ့ဒါမဟုတ်ကျွန်တော်ကစဉ်းစားထတာကတော့ဒီကလေးကမှကျူမနေဘူးဆိုရင်တော့မပြေဘူးလားလို့ပေါ့အေးပေါ့အေးပေါ့အဲ့ဒါဒီကနေမဟုတ်ကိုအခုကဒီမဟုတ်ကိုကနေမန်းလေးဆိုတာတောနေလေးဆရာအင်း ွန်းလန်းနေဆိုတော့လေအဲ့ဒါကြောင့်မို့ဟိုတခါကတွန်းလို့မရတဲ့ကိစ္စကတော့လုံးဝဟိုမှာအတကုံတွေ့နေကြတာဟိုအဲ့ဒါကြောင့်မှလမ်းမှာတွန်းလို့မရဖြစ်သွားတာအတကုံတွေ့ကြတာအဲ့လေတနေ့နေ့ချကြတော့ဘုံချက်လို့ကျဲဆိုတော့လေအမှအနောက်ဘက်ဖုန်းလိုင်းကလုံးပြက် wifi ကလုံးပြက်ဖြစ်သွားလေအချိန်မှာအေးလေအေးလေအင်းအင်းအင်းဆက်အားဒီမဲကတော့ပြန်လာပြီးသားဆရာကြီးအိမ်မဲတော့ရထားပြီးပြီဟို ဝေကန္နာမှာဟိုပရိုဖက်ခကန်နေဆူတောင်းပေးထားတာဆူတောင်းပေးတာတော့မှတ်ထားပြီးသားဖြစ်တယ်ဒါလေဟမ်နောက်ပြီးတော့ကျွန်တော်လေအိမ်မက်မက်တာကအိုးမချက်သိခင်တော့ဘန်ကောက်ကိုတချင်ဟိုထိုင်းထိုင်းကိုတချက်လောက်တွေ့တဲ့သူပဲအိမ်မက်ထမလေးအိမ်မက်ထမလေးဟမ်ဒါဒါကထိုင်းဖြစ်တယ်ဗောအဲ့လိုမျိုးတခါလဲအဲ့လိုမျိုးအိမ်မက်ထမလေးလင်းပုံမှာတင့်နေလင်းပုံမှာစီးစားလာတော့မသိဘူးတခုဒိန်းထမ်းမိတယ်လို့ပဲဟမ် နောက်တစ်ခုကကျတော့ဟိုကျွန်တော်ကမြန်မာပြည်မှာမှုတော့ဆောင်းတာမသိရဘူးဗျအာဖရိကနိုင်ငံမှာပဲတွေ့နေရတယ်ဘယ်လိုလဲမသိရတာလေဟုတ်လားဟိုအာဖရိကအာဖရိကအဲ့ဒီလူမဲတွေကိုဆွတ်တောင်းပေးနေတာဟိုအိမ်မက်မက်တာနှခါနှခါတော့ရှိတယ်သိလားဟုတ်လားနောက်ကအမေရိကန်အမေရိကန်ကနှခါမက်တယ်တခါတော့ဝိပိတခုမှာ အတန်ကအမေရိကန်လို့ကြားတယ်တဲ့လားမြန်မာပြည်မပြောသေးတဲ့အတန်လေးอืมอืมအဲ့မှာကွင်းပြည်တစ်ခုမှာဘုံလုံးကွင်းဖြစ်တယ်ကွာဘုံလုံးကွင်းဆိုမှဟိုမြစ်ပင်မြစ်ပင်ပဲရှိတာပေါ့မြစ်မြင်းကဟိုဗာလဲဟိုသူတို့ဗာလဲမြစ်နုပေါ့အာမြစ်အဲ့ဒါဆိုရင်ဒီတော့ခကြီးစင်ကတော့ဆရာပါပြီး အဲ့တော့ဒီအာဖရိကနိုင်ငံမှာဆူတောင်းပေးတာကတခါကြတော့အဲ့ဒီတီဗီဂျော့ရှွာရဲ့တပည့်မတပည့်မရဲ့ဖျားချောင်းလို့ဖြစ်တယ်ကြည်ရတာအင်္ဂလိပ်မှာလေအာအဲ့ဒါသူတို့လည်းဆူတောင်းနေတာကျွန်တော်လည်းအဲ့လိုမျိုးခုံမထိုင်တာပေါ့နော်အဲ့တော့ဟိုဘက်ကြည့်လိုက်တော့ဆီယမ်မာနဆုန်နေထုတ်ပေးနေတွေ့တယ်ကျွန်တော်လည်းလက်ကိုတခါလဲဝိယန်းတခါတခါလို့အဲ့ဒီအဲ့ဒီအာဖရိကလူမျိုးတွေပေါ့နော်အဲ့ဒီအမျိုးသမီးအဲ့လိုပြုတ်ချသွားတာမျိုးလဲတာလို့အဲ့လိုမျိုးတွေ့တယ်ကြလား ်အာအာအဲ့လိုခုခခန်ဒီလို့ပရဖရခခန်ဒီလို့ဘလိုပဲဆွတောင်းပြတာနဲ့လဲချကုန်တာလို့မျိုးမျိုးမှတ်တာအာလဲနဲ့လဲနဲ့ဝိညာဉ်မှာလဲနဲ့ဒီလိုဝိညာဉ်နဲ့ခမတခါလို့ဟိုပဲလန်ချတော့တာလို့မျိုးမျိုးမှတ်တာအဲ့ပါဝိညာဉ်တော့တုတ်ထိအောင်အဲ့ဒီနောက်တစ်ချက်ကဟိုတနေ့ရမဲ့တာတော့အမေရိကန်နဲ့အမေရိကန်မှာ ရောက်နေတာမှတိုက်စီသမားတွေတော့တွေ့နေတယ်တလား တရှိသမားတော့တွေ့တယ်ဒါအမေရိကန်နဲ့ဆိုတော့အင်ခန်းသခန်းမှာတွေ့လိုက်တော့အင်ခန်းလည်းအရင်အစိမ့်မြစ်ထဲမှာတော့မတွေ့အောင်ကွာဒီအင်ခန်းလည်းဒီအမေရိကန်တော့ပြောတယ်သိလားအမေရိကန်မှာနှခမ်းမဲ့တယ်ဟွန်းဘယ်လိုလာမလဲတော့မသိဘူးဒါလည်းအိမဲတွေကလည်းအမေရိကန်ရောက်လို့ရောက်ဖြစ်နေတယ်တကယ်လို့ခင်ဗျာဘဝနဲ့ယူဂန္ဓာနဲ့အမေရိကန်ကိုဆက်မဲ့တယ်နော်မပြောတော့ဆရာဘလို့ဘလို့လည်းမသိဘူးဖျားခင်က အဲ့လိုမှတ်နေတယ်ဆိုအခု email ကမြန်မာပြည်မှာမှုတော့ဆောင်တဲ့ဟာမဟုတ်ဘူးနောက်တစ်ခါကျတော့ဟိုကလေဟို prophet တွေလှုပ်တဲ့ဟာကိုချီပြီးမှရောင်သွားလို့လားတော့ရောင်သွားလို့လားတော့မသိဘူးကတခါကျတော့မှညက်နေဇောင်းလေးမှာကွင်းပြေတစ်ခုမှာပေါ့နော်လူလူခုံလေးခုံကတော့ကော်ခုံနေပါအဲ့ကော်ခုံနေပုံမှာထိုင်တာသွတောင်းပြနေတဲ့အဲ့ဒီလူတွေကလန်ကြောက်လို့လည်းမမြင်တာတိလားတချို့ဆိုရင်အဲ့ဒီခုံအောက်မှာတော့ဝင်ဟိုတခါလေးဘုံဆို ဘာလဲပြုတ်ချသွားတာလို့အဲ့လိုမဲ့နေတာဆိုမှဒါပေမဲ့အဲ့ဒီလူတွေကလည်းမြန်မာပြည်ကတော့မဟုတ်ဘူးပါသူကအဲ့လိုဖြစ်နေအာအိမ်မက်ကအဲ့လိုဆူဆန်းနေတယ်အဲ့ဒါဆိုတော့ခင်ဗျာအဲ့တော့နိုင်ငံတကာနိုးထမှုမှာပါပြီအာမင်အာမင်ကျွန်တော်လည်းပဲမြင်တာကိုမြန်မာပြည်မှာအဲ့လိုမျိုးလုပ်နေတဲ့ဟာတွေသိမတွေ့ရအောင်ပါ ဟိုတခါတည်းအဲ့လိုသူတော့မတွေ့တာမဟုတ်ဘူးအဲ့မှာတနေရာရှိတာတော့ဒီအပေါ်ထန်သားလေးမှာဆွတောင်းပေးတာအောက်အောက်နားလေးကနတ်ဆူထက်တာလေးအိမ်မက်တာအပေါ်နတ်ဆူလေးထုတ်ပါနဲ့အောက်မှာဟိုဆုံးမတယောက်ကအော်ရဟေးဆိုအော်နေတာကိုအိမ်မက်တာဟွန်းအခုဆီမယေမောင်းနေမှာဆိုင်နေသူကဘေးတိတ်ရင်နဲ့ဒီဘေးတိတ်စကူကမရောက်လာတယ်ကျွန်တော်လက်ထံမှာရောက်ချင်တာကျွန်တော်အားတာလေးအာဒီတိတိနဲ့တောင်းတမရမယ်ဆိုအခုတည်းမှာ ခုစာရေးခိုင်းတယ်သူဘာလဲဆိုဒါရင်တောက်လိုက်မှငွေကြေးအဲ့မှာလာမယ်လို့ကျွန်တော်ထင်ပါတယ်음ကျွန်တော်လည်းရလို့မြောက်ရှင်နေကွာဆရာဘာလဲဆိုဟိုကျွန်တော်လည်းဒီခြေတော့အားနေတဲ့အထင်းကနေအတူလို့ကျွန်တော်မနေချင်ဘူးကွာတော်တော်လေးတွားလာတာစင်မပြေဘူးဖြစ်တာအဲကြောင့်မို့နောက်တစ်ခုကခင်ဗျားဒီဒီခုနပြောလို့ဒီ음 ဒီမှာလဲကျမရေးစစ်စေးတဲ့ဆောင်ရွက်တွေရှိဖို့လဲလိုတယ်လို့ပြောတော့ဘလို့လို့မှမသိဒီမှာလဲအချိန်ကြီးမကောင်းဒီမှာတော့စိတ်လိုမရှိဘူးဒါလဲခုနပြောလို့ပေါ့အခုတချင်ကလင်းလက်မနဲ့ပတ်သက်လို့အဲ့ဒါဆင်မရီမုံတချင်တော့လိမ့်လာခိုင်းအောင်ပါအဲ့ဒါအခုကဟို PG နဲ့တွားတဲ့လူတော့တောင်းခင်မပြူဗျအမ် PV လောက်တော့လက်ခံမှာတယ် PV ကတော့ခဏပဲသွားတယ်ဆိုတော့လေ PG ကလည်းမခံဘူးလူငယ်တွေမသွားခံဘူးအကုန်လုံးပိတ်ထားတာဟုတ်တယ်လေအဲ့ကိစ္စနဲ့အဲ့ကိစ္စနဲ့အရင်လိတ်လာရအောင်မထင်နဲ့ကြည့်ရတာအဲ့ဒါဆင်မရင်မတို့ချက်လိတ်လာခိုင်းကြည့်နိုင်အောင်မနောက်တစ်ခုကကျွန်တော်ကဒီလိုစဉ်းစားနေတာဒီလိုဟောဖြစ်လို့ရှိရင်ရန်ကုန်မှာ15ရက်လောက်တွန်းနေပြီးမှစောင့်ရမလားလို့စဉ်းစားတာလေးလပဲလို့မှငါးလပဲသွားမှအလိုလား နားလည်းဟုတ်ခုနှလပိုင်းဇူလိုင်လမှာသွားမှာအာဆရာရဲ့အဲ့ဒါဆိုလို့ရှိရင်တော့ဟောပေါ့မသိကွာလည်းကိစ္စတွေကလည်းဒါတွေနည်းနည်းတော်လန်းတွေဖြတ်တန်းနေရတဲ့ဆိုတော့လေမူးတင်းတွေပါနေဆိုတော့ဘယ်လိုလုပ်မှမသိရတာ လာမင်းတိဖြစ်နေပုံမှန်ရန်ကွာတန်းနေမယ်ဆိုလို့ရှိရင်လည်းလချီတော့မနေနိုင်ဘူးလချီတော့မနေဖြစ်ဘူးစံငယ်ရလောက်နေတော့ဒါဘယ်လိုနေရမှန်းမသိဘူးလချီတော့မနေနိုင်ဘူးလေอืมအမေတော့ဒီချင်းကဒီချင်းကနည်းနည်းညင်တဲ့ချင်းဖြစ်တယ်ဘာလို့ဆိုတော့အခုကငလင်တန်ချောင်းတူဒီလူတရားဒီစစ်ဖြစ်တရားတွေကတော့ခုနပြောလို့ဒီကျတို့ PDF တို့ဘာလို့ဘက်ကတော့နည်းနည်းလေးဆိုင်းလင်ထားတယ်လေဆိုင်းလင်ထားတာဖြစ်တယ် ဒါကြောင့်မို့ဒီချိန်မှာတော့ဒါသွားလာနေတဲ့အစီအပြေတဲ့ချိန်ကာလတစ်ခုဖြစ်တော့ဗောဒီချိန်ကတော့အင်းဒါကလည်းဘိုင်းလာဆိုလို့ရှိရင်တော့မပြောတတ်တော့ဒါအဓိကကတော့ဒါမင်းအွန်လိုင်းကိစ္စပါဒါမင်းအွန်လိုင်းကိစ္စတွေကပြဿနာပဲဒါအဲတူ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 အဲဒီဒီစစ်ဖြစ်တဲ့ကြောင့်ဟုတ်ဖြစ်တာနော်မလို့ရှိရင်တော့အဲ့လိုမခက်ဘူးရောင်မန်းလေးတွားလာတော့မခက်ဘူးအဲ့မှာစစ်ဖြစ်တဲ့ဘာကြောင့်ကြောင်းလမ်းတွေပိတ်ဆို့တာမျိုးကြောင့်တွားလာတာစံပြူးလေ ညနေမှာကိုကပြီးတော့အားနေတဲ့ခါမှာကျတော့အသွားအလာတွေကလည်းနည်းနည်းလေးထူမှပေးရတဲ့ဟာလေးရှိရခါမှာတရားနေရန်ကုန်ဒီတက်လိုက်ရောက်နေမှရမှာတက်လိုက်ရောက်မှတရားနေမန်းလေးသစင်းအိတ်တော်တော့ဆင်ပြေခွာငလင်းလှုပ်တဲ့ဟာကျတော့ဒါတော်တော်လေးဒုက္ခရောက်သွားတယ်အခုငလင်းတော့တော်တော်တည်သွားတယ်လူကဟုတ်ဟိုဘောဖြစ်နေလို့ရှင်တော့ညနေရန်ကုန်တန်းသွားတာမျိုးပေါ့အဲ့လိုမျိုးပဲကောင်းတာဒါပေမဲ့ခုနပြောလို့ပေါ့ ခက်တာကရန်ကုန်မှာရောက်နေလို့ရှိရင်ခရီးသွားဖို့ကမခက်ဘူးအင်းဒီကနေရန်ကုန်ဆင်းရောက်ဖို့ဒါဟိုလမ်းခေးကချုံးဝင့်ဖို့ပဲရေးကြည့်တာကိုရေးကြည့်တာအင်းအဲ့ဒါခုနလပိုင်းဆိုတော့လေဒါတော်တော်လေးနည်းနည်းလမ်းသွားလို့ဖြစ်သွားပြီအမှန်တော့ဒီချင်တော့ဖြစ်နိုင်လို့ရှိရင်တော့ဒီမနက်ပဲတရနေ့၄၅ရက်လောက်သွားနိုင်တော့မစိုးပြအင်းဟုတ်လား လင်းကားလအပိုင်းမှာကျတော့တကယ်လို့မိုးရွာမယ်ဆိုရင်တော့ဒါလင်းမုန်တိုင်းတွေပါလေတိတ်တိတ်ကာမဖြစ်တယ်လေမိုးအဝင်ဆိုရင်လေတိုက်တော့မုန်တိုင်းပြများတော့အများဆုံးကမိုးရင်းဝင်တော့မယ်ဆိုရင်မုန်တိုင်းရစောင့်နေတာပဲမြင်မပြရတော့အာအဲကျွန်မဇူလိုင်လပါဟုတ်ပါဘာမှမဆိုတော့တစ်ချိန်တော့ရသေးတယ်ပိုက်တယ် ဟောဇူလိုင်လမှာသွားမယ်ဆိုတော့အခုကဧပြီကဗီဇာတင်မယ်လေမေမေမဟာဝါမဘောလင်းလမဝါမဘောမေနောက်ဆုံးပဖြစ်ဖြစ်အဲ့လိုဝယ်ပြီးရောင်းနေမှာအဲ့ဒီဝယ်တော့မစင်ရင်ကိုရောင်းနေမှာရမှာတကယ်ဆိုရင်လေအဲ့လိုဆိုရင်တော့တော်လို့ဖြစ်မှာနော် အဲ့မှာလရှိတော့နေလရှိတော့နေလည်းမဟုတ်ကျွန်တော်ကတော့ကျွန်တော်အခုနတခါခံရတော့လေတခါခံရတော့လေစိတ်တော့ကောင်းပြီလို့ဖြစ်တာလေအဲ့ဒါဒါပေမဲ့ကျွန်တော်စဉ်းစားထားပါတယ်အခုကလည်းဒီတခါတော့ကျွန်တော်တို့ကျွန်တော်သွားမြောက်တကယ်လူမြောက်မယ်အမှုတော်ဆောင်အောင်မြင်မယ်ဆိုရင်တော့ဒါအောင်မြင်ဖို့ပဲလေအဲ့ချင်းကျတော့ဆရာတို့တောင်းလို့ပေးထားတဲ့ငွေလည်းပြန်ပေးပါပြန်တော့ဆက်ပေးချင်ပါလေကျွန်တော်တို့လည်းအားနာတယ်တို့ပေးထားတဲ့ငွေတွေကလည်းအားတော့တောင်းတော့တို့လည်းအဲ့ဒီငွေတွေက ခင်ဗျာမဆက်ပေးခင်မှာဖရားဆက်ပေးပြီမဟုတ်လေတကယ်စိတ်တော့မကောင်းနေဘူးလေကွာဘာဆိုသူတို့ကုညေသားနဲ့ကိုကလည်းအဆင်မပြေဖြစ်သွားတော့လေอืมဒါ၄၅၃၆၄၅မဟုတ်လေ၄၅၆၀ဆိုရလဲတကယ်တော့ကျွန်တော်တွေ့နေဆိုကျောတို့အနေနဲ့ပြောမယ်ဆိုရင်တော့ဒါကျွန်တော်အခုလက်ရှိချင်းနဲ့ပြောမယ်ဆိုရင်ဒါတတိပံကျွန်တော်လက်ထက်မှာ၄၅၆၀ရှိရင်တော်တော်စရာอืม ဒါမဲ့အဲ့ဒါတွေရှောက်အဲ့ဒါတွေဘာမှရှောက်တွေးမပူနဲ့အဲ့ဒါကခင်ဗျာသဘာဝထဲမှာတွေးတာဘယ်ဟာသဘာဝလုံးမှာအဲ့ဒါတွေကအသေးပွားတယ်အသေးပွားတယ်အဲ့ကြောင့်မို့ကျွန်တော်ကခုနပြောလို့အမှန်တော့ဒီပိတိရင်နဲ့ပိတိစက်ကိုရအောင်ရပါပြီအဲ့ဒါကြီးရောက်ဖို့လိုအပ်တယ်လက်ထက်မှာလေอืมအဆိုရှင်တော့ငွေချဲ့တဲ့မှာလာမလို့ထင်ပါတယ်ဘာလို့ဆိုပိတိစက်ကိုအကြီးကြီးတယ်ပိတိစက်ကိုဖေယပိတိ ရှိတဲ့ prophet တွေရဲ့ဝိသိက်ကန်ရှိတဲ့စကူဖြစ်ဖြစ်သွားတဲ့ဖြစ်နေတဲ့တွေ့ရမှုပေါ့အာထိလိုက်ဖို့လိုရတယ်ဒါအဲ့ဒါကိုထိဖို့လိုရတယ်အဲ့ဒါအခုရန်ကုန်နဲ့မန္တလေးတစ်ဆင့်ပို့မယ်လို့ပြောတယ်အမှရမောပို့ပြီးမလို့ပြောတယ်အခုမှသူကရန်ကုန်စင်းသားမန္တလေးကပြင်းလို့မရဖြစ်သွားလေအင်းအားစင်းတော့ခုနဆရာကမှပို့ထားတယ်ပြောတယ်ကျွန်တော်မှဆရာလို့တောင်းတော့ပို့ထားပြီးနေတယ်ဒါပေမဲ့ခုလော့စေတော့ ဟောပေါ့ခုနပေတိပေတိစီရင်ရောက်ဖို့လိုအပ်တယ်ပေတိစီမဟုတ်ပေတိမှာသူဆရာမရေမဟုတ်ဝယ်ထားပြတာစက်ကောတော့ဆရာမဆရာတို့တန်းရဲ့ဇနီးတွေဝယ်ထားပြအကူအဟုတ်ပြီလေဘလိုပြပြဆရာအခက်ခဲတွေရွယ်လျှောက်တွေ့မယ်ဆိုတော့အခက်ခဲတွေရွယ်ဆရာကြီးဒါပေမဲ့ဖျားလုံရင်တော့လွယ်လွယ်လေးပဲလေ ခင်ဗျာဟိုပထမတပတ်တုန်းကဆရာလူတောင်က US နားနေစီစဉ်ပေးတယ်ဆိုတော့အကုန်လုံးအဆင်ပြေတယ်လေကျွန်တော်မြန်မာပြည်ကလာတဲ့လူကျွန်တော်ထိုင်းကသွားတဲ့လူထိုင်းထိုင်းဝမ်လာတဲ့ဆရာမဂျူလီစုအဲဒါကျွန်တော်တို့ကတစ်ချိန်တည်းမှာဟိုမှာသွားပြီးတော့ထိုင်းစုဝါနှစ်ဖုံမှာ Emirates လေကြောင်း line မှာတခါတည်းကျွန်တော်တို့ကဆုံကြတာလေ အဲ့ဒါကဆရာလူတောင်ကအဲ့ဒီကနေလှုပ်ပေးလိုက်တော့အကုန်စိန်ပြေတယ်ဗျအခုကကိုယ်လေလက်မကိုယ်ဝယ်ဆိုတဲ့အခါမှာခင်ဗျအဲ့ဒါမှအဲ့ဒါအခက်အခဲကြီးတစ်ခုကဒါကျွန်တော်တို့အတွက်ရင်ဆိုင်လာရတယ်ရင်ဆိုင်လာရတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့မရင်ဆိုင်ရပါဘူးကျွန်တော်ပါကျွန်တော်လက်မဝယ်ပြီးတက်သွားလို့ရတယ်လေဒါမှလည်းခင်ဗျမြန်မာပြည်ကလာမဲ့အဖွဲ့တွေအတွက်မလွယ်ဘူးအဲကျွန်တော်တို့ဟိုပထမတစ်ခေါက်ပဲအာအဲ့ဒါကတကယ်လို့ ဆင်မရေမုံကရန်ကုန်မှာရှိနေမယ်ဆိုရင်သူ့ပြေးလို့ရတယ်တလားအင်းသူ့လို့ကိုညတောင်းလို့ရတယ်တဲ့ကိစ္စတော့သူကလည်းသူအဆင်မပြေလို့အမှန်တော့သူငွေကြီးအဆင်မပြေလို့မသွားတဲ့ပုံစံမျိုးပါကျွန်တော်ကြည့်ရတာအမေကလည်းကျွန်တော်တို့သွားတဲ့အဖွဲထဲမှာသူတယောက်ပဲမှာအခက်ခန်းတရားမှာသူကလည်းပြန်လာခြင်းနဲ့ပြန်လာခြင်းနဲ့ဟိုကလည်းလက်မှတ်တွေပါထုတ်ထားပေးလိုက်သေးတယ်မှာ visitor cut to ပါတို့တခါလေသူကအထူးဧည့်သည်ဆရာမကြီးอ่ะ သူကမသွားမသွားလို့ကသူဘာပတ်ဝန်းကျင်မုံတိုင်းကြည့်ပြီးတော့ပေတိရေနှစ်အောင်မှာလားဘာမုံတိုင်းတွေမှာကြည့်မနေနဲ့ယေရှုမျက်နှာကြည့်သွားစရာရှိရင်သွားကျွန်တော်တို့လည်းတွတ်တာဗောဗျာခမရလည်းငါတို့ကလေမဒေါ်လာ2000ဟာလားပရောဖက်ကကန်ဒီစီသွားမဲ့ဒေါ်လာ2000ယူပြီးတော့ငလှန်ပေးမှလှူလိုက်ရင်ဟိုမကောင်းဘူးလားဆိုတော့ခေါင်းကအဲ့လိုလာတယ်လေ ိုင်းနဲ့ငလင်ပေးလူကာကခမရလဲအဲ့ဒီဟိုယူဂနာသွားတဲ့ခရီးစီ2000ယူမှပဲငလင်ပေးကလူလို့ရလားဗျလူလို့ရစရာလမ်းအတော်တော်ရှိတာပဲဟာအဲ့တော့ဒီယူဂနာခရီးစဉ်ကယူဂနာခရီးစဉ်အတွက်ပဲလေငလင်အလူကငလင်အတွက်ပဲလေဒါလည်းအကုန်လုံးကခင်ဗျာဖျားစီရပဲလာတာကိုဘာမှခင်ဗျာကောင်းတဲ့တွက်တွက်လို့မရဘူး အခုကလူတွေကခေါင်းတွေနဲ့တွက်ပြီးတော့အကုန်လုံးဟိုခရီးစဉ်တွေရဲ့ chance ဖြစ်ကုန်တာလေဗျာอืมအဲ့မှာတခါလဲအခက်အခဲကြီးပဲပေါ့ဟာငလင်းရလဲလာတဲ့အာတိုက်ပွဲတွေလည်းဖြစ်တယ်အာရာဇဂူရုကလည်းသိုးတယ်အဲ့ဓာတွေလိုက်တွက်လို့ရတော့ခင်ဗျာ အဲ့လိုအနုလက္ခဏာတွေလိုက်တွက်ပြီးတော့ရေနောက်ဆုံးကြတော့ဒီဝါအဖြေအဲ့မှာသွားထွက်မှာတကယ်တော့ကျွန်တော်တို့ကဝိညာဉ်တိုက်ပွဲနဲ့ break through လုပ်တဲ့အခါမှာ လာကြတဲ့အခက်အခဲလာဗျာခင်ဗျားအဲ့ဒီမှာခင်ဗျားနက်လင်းလာလာဆူနာမီလာလာဟိုဘာလဲဟို ကောင်းကြီးမီးမိုးချိုးပဲလာလာလာကြတဲ့ဟာလာအဲ့ဒါတွေအကုန်လုံးက break through လုပ်ပြီးဖြတ်တန်းပြီးတော့ ဖျားပို့တဲ့နေရာဖျားရဲ့သွားစေတဲ့နေရာကိုကျွန်တော်တို့လူပဲအပိုင်းပေါ့ဗျာမိုင်းဆိုင်ပေါ့အဲ့ဒီမိုင်းဆိုင်ဘက်ကကျွန်တော်တို့သွားမှာလေอืมအဲ့လိုရှိတယ်ဟာလေလုယအဲ့ဒါအဲ့ဒါပြောရဲဆိုရင်ကြာပါ အေးဘယ်လိုလဲလိုင်းကောင်းလားလိုင်းကျသွားလားဟွန်း